တေဘေးတွေအကြိမ်ကြိမ်ကြုံလဲအဆုံးထိတိုက်မဲ့ရဲပေါ်ရှုပ်ရှုပ်ရေးသားသူရွှေမို့ချောင်းကူဒရာရဲ့တစ်ဖက်ချမ်းမှာယူနီဖောင်းနဲ့အာနာသိန်းစစ်တပ်ကစစ်သားနှစ်ယောက်ကနေအောင်မှာမှောက်ရဲ့အသက်ကင်းမဲ့လို့နေပါတယ်။ဘေးမှာလည်းသူတို့ရဲ့ချင်းကြလေးလည်းပါရဲ့။ဒါဟာတိုက်ပွဲတွေအပြီးမှာတွေ့ရတတ်တဲ့အနိဋ္ဌာယုံမြင်ကွဲပုံမျိုးပါပဲ။ ကောလင်းမြို့သားရဲဘော်ရှုပ်ရှုပ်ကသူ့မိုဘိုင်းဖုန်းကိုထုတ်ပြီးသူ့ရိုက်ကုတ်ထားတဲ့အဲ့ဒီဓာတ်ပုံကိုထုတ်ပြရင်တွေ့ပါပြီဆိုပြရမှာပေါ့ကိုကယင်တွေ့လို့ကို့ယင်တွေ့သွားအစင်မပြေဘူးလို့ရဲဘော်ရှုပ်ရှုပ်ကဆိုပါတယ်ကောလင်းမြို့ကတိုက်ပွဲတုန်းကအာနာသိန်းစစ်တပ်ကတပ်ဖွဲ့ဝင်တွေနဲ့မျက်နှာချင်းဆိုင်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရပုံကိုပြန်ပြောပြနေတာပါကောလင်းမြို့သားနဲ့ကောလင်းမြို့ကတိုက်ပွဲအဲ ကောလင်းမြို့ဟာသခိုင်းတိုင်းတွင်ပထမအဆုံးသိမ့်ပိုက်နိုင်ခဲ့တဲ့မြို့ဖြစ်ပေမဲ့၃လအကြာမှာပြန်လက်လွတ်ခဲ့ရတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။နှစ်ဖူးကျဲကျဲမျက်လုံးမေးမေးပိန်ပါးပါးခန္ဓာကိုယ်နဲ့ရဲလိုက်ကိုကြိုးတက်နေတဲ့သွားရည်နဲ့ကောလင်းမြို့သားရဲဘော်ရှောရှောဟာပျော့ပျော့နေတတ်တဲ့သူပါ။တားပုံရင်ဘက်မှာတက်တူးထိုးပြီးမျက်နှာယူတာတော့ငါအတိုင်းမဟေးလို့ငါနဲ့ရွယ်တာရှိသေးတယ်သူသားကြောင့်လဲဂုံစာဝင်ချွားတတ်ပါတယ်။ ရှုပ်ရှုပ်နေထိုင်ခဲ့တဲ့ကောလင်းမြို့ဟာမြေပြတ်မှာတည်ထားပေမဲ့တောင်ပတ်လည်ဝန်းရံနေတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ကောလင်းမြို့ဟာရွှေဘုံမြေကြီးနားပြည်တော်စုကားလမ်းမကြီးမှာ၁၄မိုင်အကွာထီချိုင်မြို့မှာအနောက်ဘက်မိုင်40အကွာမန္တလေးမြေကြီးနားရထားလမ်းပေါ်မှာတည်ရှိပါတယ်။၂၀23ခုနိုဝင်ဘာ6ရက်နေ့ကကောလင်းမြို့ကိုရဲဘော်ရှုပ်ရှုပ်တို့ပါဝင်တဲ့တော်လိုင်းအင်အားစုတွေကတိုက်ပိုက်ခဲ့ပြီးဒီဇင်ဘာမှာအရက်သားအုပ်ချုပ်ရေးကိုစတင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း2023ခုဖေဖော်ဝါရီလ3ရက်နေ့မှာတော့အာနာသိစစ်တပ်ဟာကိုးရောင်ဘိုးနဲ့ဝန်းတို့ဘက်ကနေမြို့ကို ပြန်လည်သိမ်းပိုက်ဖို့အင်အားထောင်ကြီးနဲ့တကြောပြန်ထိုးစစ်ဆင်လာပါတယ်။ KIA နဲ့ရဲဘော်ရှုပ်ရှုပ်ပါဝင်တဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကကောလင်းကိုလက်မလွတ်ရဖို့အတွက်12ရက်ကြာအပြေးထန်ခုခံခဲ့ပေမဲ့ဆုံးရှုံးခဲ့ရပါတယ်။ကျွန်တော်တို့ကတော့အိတ်မြို့ကိုပြန်မပေးချင်ဘူး။ခွေးတွေကတိုးတိုးလာတယ်။အင်အားကလည်းကွာတယ်။ အစုံနဲ့ပြစ်တာဟောဝဇာလာတယ် RPG လာတယ် drone တွေလာတယ်စကစတထောင်နီးနီးကိုယ့်ဘက်ကလည်း400 500တော့မကအောင်ဒါပေမဲ့ကြီးကကြတော့လို့ရှုပ်ရှုပ်ကပြောင်းရက်သွားပါတယ်ကြီးမလုံလောက်တာအင်အားစမတန်များပြားတာလက်နက်ကြီးတွေနဲ့ဖိအားပေးပြစ်ခတ်ခဲ့တာတွေကြောင့်ကောလင်းမြို့ကိုတော်လည်းပူပေါင်းတပ်ဖွဲ့တွေလက်လွတ်ပေးခဲ့ရပါတယ်ဘာတက်နိုင်ပါလဲဘာတက်နိုင်ပါလဲလို့ကောလင်းမြို့သားရဲဘော်ရှုပ်ရှုပ် မချစ်တင်ခင် ရေရွတ်နေခဲ့ပါတယ်။ပြန်တိုက်ဖို့အင်အားချင်းကမမျှအမိန်လည်းမရဘူးလို့သူကဆိုပါတယ်။လေးလာသုံးသက်သူတွေကတော့ကော်လင်းကိုပြန်ရဖို့အတွက်အာနာသိန်းစစ်တပ်ဟာအင်အားပြည့်စုံနဲ့ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။ကော်လင်းမျိုးနဲ့ဘေးကပ်ရဲ့ကမ်ဘလူနဲ့ဝန်းတို့ကိုစစ်အင်အားတွေအကြီးကျယ်ဖြည့်တင်းခဲ့ပြီးဝန်းတို့ဘက်ကနေအင်ကပင်ဇီးပြူပင်အလဲခုံစစ်ကြောင်း၃ကြောင်းခွဲတက်လာခဲ့တယ်လို့ကမ်ဘလူကနေလဲစစ်ကြောင်း၃ကြောင်းထို့ကညှက်တိုက်ခဲ့တာဖြစ်ပါတယ်။ 12ရက်ကြာပြင်းထန်တဲ့တိုက်ပွဲတွေအပြီးမှာတော်လရင်အင်အားစုတွေကကောလင်းမြို့ကိုပြန်လည်လွတ်ခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့ဒီ12ရက်တာတိုက်ပွဲနဲ့ပတ်သက်ပြီးရှုပ်ရှုပ်လိုပဲကောလင်းမြို့ကတိုက်ပွဲမှာပါခဲ့တဲ့ရဲဘော်တော်ဦးကနေတိုင်းကိုတေးပြီးလို့သဘောထားတာပဲလို့မှတ်ချက်ပြုခဲ့ပါတယ်။မြို့ကတိုက်ပွဲမတိုင်ခင်ကတည်းကတေးပြီးနဲ့လက်တကန်းရောက်ခဲ့ပြီးသူ။ ဒီတိုက်ပွဲမတိုင်ခင်လွန်ခဲ့တဲ့တစ်နှစ်တုန်းကလည်းတေဘီနီးတဲ့တိုက်ပွဲတစ်ပွဲကိုရှုပ်ရှုပ်တယောက်ဖျက်ဆီးခဲ့ပူပါတယ်2022ခုဒီဇင်ဘာလနနက်ခင်ဝီလီဝလေးချိန်မှာဖြစ်ခဲ့တဲ့ကောလင်းခရိုင်ပေပင်ချောင်ပွဲမှာထိတွေ့မှုတနားရီလောက်ပဲရှိခဲ့ပေမဲ့တေဘီအလွန်နီးခဲ့တဲ့အကြောင်းရှုပ်ရှုပ်ကပြန်ပြောပြခဲ့ပါတယ်အာနာဒိတ်စစ်တပ်ဟာဇီးဗျူကုန်းရွာနဲ့ရှော်ပင်ကုန်းရွာတွေဘက်ကနေအင်အားတရာကျော်နဲ့ပေပင်ချောင်ရွာဘက်ကိုစစ်ကြောင်းနှစ်ကြောင်းထိုးပြီးတက်လာခဲ့တာပါ အင်အား130နဲ့30တွေ့ကြတဲ့အခါကို့ဘွားကိုကြောင်းရတော့တာပါလို့ရင်ဆိုင်တိုက်ပွဲရဲ့ဖီးယားကိုပြန်ပြောပြခဲ့ပါသေးတယ်။အင်အားမမြပဲမဲ့စုံလန်းကလည်းကွင်းပြောင်ပြောင်ပဲရှိနေခဲ့ပါတယ်။ကွင်းပြောင်ပြောင်မှာပဲရင်းမြေကရုံးလို့တိုက်ခိုက်ခဲ့ကြပြီးအာနာသိန်းစစ်တပ်ကလည်းအကြဆုံးတွေရှိခဲ့ပါတယ်။တိုက်ပွဲမှာတေလဲမြက်တယ်လို့ရှုပ်ရှုပ်ကခံယူခဲ့ပါတယ်။အကြံဖတ်စစ်တပ်က ချေးရွာကားပွဲရေးအဖွဲ့ဝင် ပကဖလေးကိုရရဆက်ဆက်တက်ဖြတ်ခဲ့တဲ့အပြင် အချားရွာသားနှုတ်ကိုလည်းပြစ်တက်ခဲ့ပါတယ်။ရှုံရှုံတို့နဲ့ရင်ဆိုင်တွေ့ခဲ့သလိုချေးရွာတွေကိုဝင်ရောက်စီးနှင်ကအရက်သားတွေကိုတက်ဖြတ်ခဲ့တဲ့စစ်ကြောင်းဟာအာနာသိန်းစစ်တပ်လောက်ခံချေမြန်တရင်369 361 363တို့ဖြစ်ပါတယ်။ကလေးမျိုးအခြေဆိုင်အမှတ်30စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်လောက်ခံတရင်တွေလည်းဖြစ်ပါတယ်။ အဲ့ဒီတက်တွေဟာခေါလင်းမြို့နယ်အရှိတ်ချမ်းကကုတ်ကိုကုန်းဇီးပြူကုန်းညောင်ကုန်းရှော့ပြူကုန်းနဲ့ပေပင်ချောင်းရွာတွေကိုဝင်းရောက်စီးနှင်းခဲ့ပြီးနေအိမ်220ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။အဲ့ဒီအချိန်ကလေးကခေါလင်းဟာနှစ်နှစ်ကြာစစ်တမ်းခံခဲ့ရပါတော့တယ်။မီးလောင်ငုတ်တိုတွေနဲ့ဖုံးစိုးမြေစစ်ဘေးတန်တင်ခဲ့တာတစ်နှစ်ကြာခဲ့ပါပြီ။ ခုချိန်ထိတော့ကောလင်းဟာပြန်မစီကားနိုင်တော့ပါဘူး။တစ်ချိန်ကလူဦးရေ2000ကျော်လောက်နေဘူးခဲ့တဲ့ကောလင်းမြို့ဟာဖုံးစိုးမြေလာကျန်ရစ်ခဲ့ပါပြီ။မြို့ပေါ်ရှိရကွကောလင်းမျိုးရဲ့80ရာခိုင်နှုန်းဟာမီးလောင်တစားပြင်ဖြစ်နေပါပြီ။ရဲဘော်ရှုပ်ရှုပ်ရဲ့အိမ်နဲ့ဈေးတဲ့ဟာဈေးဆိုင်လည်းမီးပေးတင်ခဲ့ပါလေ။မျိုးဘော်ကပြည်သူတွေသာမကဘေးနားဝန်းကျင်ရွာ15ရွာကပြည်သူတွေခုချိန်ထိစစ်ဘေးရှောင်နေရပါတယ်။ အရင်ကတော့မေးကြတယ်မျိုးတဲ့ဘယ်တော့ပြန်ဝင်ရမှာလဲခုတော့တိတ်မမေးကြတော့ဘူးသူတို့လည်းနေတက်သွားပြီနေမှာပေါ့လို့သူကစိတ်ထိခိုက်စွာပြန်ပြော့ပြပါတယ်သူ့ရဲ့မျိုးသမီးလည်းရွာမှာစစ်ပေးရှောင်နေရပြီးတာဝန်ကနေခွင့်ရချိန်လေးတွေမှာမိသားစုစီအရောက်သွားတတ်ပါတယ်လောလောဆယ်မိမရင်ကတ်နေရတယ်လို့အင်တာဗျူးချိန်မှာမိမစီရောက်နေတဲ့ရှုပ်ရှုပ်ကဟာတာဖောက်ပါသေးတယ် ကောလိဟာမီးလောင်တစားမြင်ဖြစ်နေပြီးမြို့ရဲကိုပြည်သူတွေပြန်မဝင်နိုင်သေးတာတော့အာနာသိန်းစစ်တပ်ရဲ့ပြစ်မှတ်ဖြစ်နေသေးပါပြီးခဲ့တဲ့ရက်ကပဲပြည်သူတွေစစ်ပေးရှောင်နေတဲ့ဝတ်သေးကုန်းရွာစတင်ကြောင်းကိုလင်းနဲ့ပြစ်ခတ်လို့ကလေးငယ်တအူထိခိုက်ခဲ့ရပါသေးတယ်ကောလင်းပြည်သူတွေဟာစစ်ပေးရှောင်စခန်းတွေမှာရုန်းကန်ရှင်သန်နေကြတော့မှာတနစ်ပဲကြာမဲ့ထင်ခဲ့တဲ့လက်နက်ကင်တော်လိုင်းရေးသမားရဲ့လင်းနစ်တာခီးချမ်း ာနာသိန်းစပထမသုံးလမှာပဲအာနာသိန်းစစ်တပ်ဟာကောလင်းမြို့အပါဝင်တနိုင်ငံလုံးမှာအကြမ်းမဖက်ဆန္ဒပြတဲ့ပြည်သူတွေကိုဇက်တိုက်တပ်ဖြတ်ခဲ့ပါတယ်ကောလင်းမှာဆန္ဒပြပြည်သူတယောက်ကြာဆုံးခဲ့ပြီးနောက်အာနာသိန်းစစ်တပ်ကလက်နက်မဲ့ပြည်သူတွေကိုဆက်ကဆက်ကတပ်ဖြတ်လာတဲ့အခါမှာရှုပ်ရှုပ်တယောက်လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့ပါတယ်တင်းနှန်းသွားတက်ပြီးပြန်ချမယ်လို့သူကယတိပြတ်ဆုံးဖြတ်ခဲ့ပါတယ်မိသားစုနဲ့ဖခင်ကလည်းခွင့်ပြုခဲ့ပေမယ့် တော်လင်းကိုတနှစ်လောက်ပဲကြာမယ်လို့ယူဆခဲ့မိပူပါတယ်။2021မေလမှာ KIA တက်မဟာရှင်မှာတင်နှန်းတက်ခဲ့ပါတယ်။တင်နှန်းပြီးစကလေးကရှုပ်ရှုပ်ဟာစစ်တလင်းကိုကြောခင်းရတော့တာပါပဲ။တင်နှန်းဆင်းပြီးသခိုင်းနဲ့ကချင်အဆက်က KIA သိမ်းထားတဲ့မျိုးလာကိုရဲဘော်ရှုပ်ရှုပ်တို့အဖွဲ့သွားကြတဲ့အချိန်မှာအာနာသိမ်းစစ်တပ်ကစစ်ကြောင်းထွာနဲ့ကြုံပြီးတိုက်ပွဲတန်နဲ့စတင်မိတ်ဆက်ပါတော့တယ်။ မျိုးလှကောက်ွက်ချောင်းဒီပြစ်တံခတ်တံကြားရမှာအတွေ့အကြုံရှိတော့ပြေးမိပြေးရပြေးကြရင်အဖွဲတွေလူစုကွဲပြီးရဲဘော်နှစ်ယောက်လည်းကြာဆုံးခဲ့ပါတယ်အဖွဲငွေနဲ့လက်နက်ကင်ထားတဲ့ရဲဘော်လည်းအဖမ်းခံရတဲ့ဆိုတဲ့သတင်းကြတော့ရဲဘော်ရှုပ်ရှုပ်တုံလုပ်ခဲ့ပါတယ်ဒါပေမဲ့ရွေးချယ်ခဲ့တဲ့လက်နက်ကင်လမ်းစဉ်ကိုဆက်ရှောင်ရင်မိုင်းခြေကန်တင်တန်းလည်းတက်ခဲ့ပါတယ်ကောလင်းနဲ့ပြန်ရောက်တော့အာနာသိန်းစစ်တပ်ရဲ့စစ်ကြောင်းလာနိုင်တဲ့ဘက်တွေမှာမိုင်းတွေစီးရင်တက်စုမှုအနေနဲ့ခိတ္တတာဝန်ယူခဲ့ရပါသေးတယ် အဲ့ဒီကလေးကတိုက်ပွဲတွေအလီလီနှွှဲရင်လက်နက်ကြီးတက်ဆိတ်မှုတောင်းဝန်လဲယူဖို့ပါသေးတယ်။တနန်းတက်ကလေးကငှက်ဖျားမိခဲ့တဲ့ရဲဘော်ရှုံရှုံတိုက်ပွဲကြောင်းမှာငှက်ဖျားကိုလည်းလူလဲရင်ဆိုင်ခဲ့ရပါသေးတယ်။ရိတ်ခါငှက်အဟာရပြက်နဲ့ဖျက်ကျော်နိုင်ခဲ့တယ်လို့သူကပြောပါတယ်။ငါမှအောက်ငဲလို့အားကမရှိ စားစရာကလည်းစံနဲ့စားပဲပါတယ်။ထောက်ပို့တွေကဒလန်ကြောင့်အသက်ခံရလို့မလာရဲကြဘူးလို့ဝန်ထဲတန်နဲ့ပြောပြပါတယ်။ ဒီကြားထဲရပဲတိုက်ပွဲတွေတစ်ခုပြီးတစ်ခုဖြတ်ကျော်ရင်အခုတော့60မမရဲ့ဒလတ်တန်တွေကြောင့်နားကောင်းကောင်းလည်းမကြားမှတ်ညံလည်းမကောင်းတော့ဘူးနားရည်လည်းလေးကုံပေါ့လို့သူကပြောပါတယ်အဆုံးအထိတိုက်မဲ့ရှုပ်ရှုပ်ဘလောက်ပဲနှစ်တွေကြာကြာတိုက်ပွဲရှိတဲ့အခါတိုင်းမှာ60မမလက်နက်ကြီးနဲ့ဝစ်စုံပြည့်ခံညာနေတဲ့ရဲဘော်ရှုပ်ရှုပ်ကိုတက်ကြွစွာတွေ့မြင်နေရတော့မှရှေ့ကဆွံ့နှွဲခဲ့ဘူးတဲ့တိုက်ပွဲတွေမှာ အာမတန်မန်လျှော့လို့ဆုတ်ခွာခဲ့ရတဲ့အကြိမ်ရေတွေရှိခဲ့ပေမဲ့ခုတော့အောင်ပွဲတွေစတင်နေပြီမို့စိတ်တက်ခွန်အားတွေလည်းပြည့်နေပါပြီ။သူတို့တရင်ကလွတ်လိုက်တဲ့တက်ခွဲကပင်လယ်ဘူးအောင်ပွဲကိုဆင်နွှဲခဲ့ပြီးဆိုတော့စိတ်တက်ခွန်အားတွေလည်းရနေပါပြီ။လာမယ့်တိုက်ပွဲတွေအတွက်လက်နက်ကြီးပြစ်ခတ်လေ့ကျင့်မှုတွေပြင်ဆင်နေပြီးသခိုင်းတိုင်းကိုစိုးမိုးဖို့အောင်ပွဲတွေကိုမျှော်မှန်းနေပါတယ်။တိုက်ပွဲမှာတေးရလည်းမြတ်တယ်လို့ခံယူထားတဲ့ရှုပ်ရှုပ်အတွက်ဘာတိုက်ပွဲမဆိုအစင်တဲ့မှာပဲ။ ဒါပေမဲ့ရဲဘော်တွေကြာဆုံးတိုင်း IRB ဆိုတဲ့လူမှုကွန်ရက်ပေါ်ကစကားတစ်လုံးနဲ့ကျင်းနေနေရတာကိုတော့ဝမ်းနေတယ်လို့သူကဆိုပါတယ်။ရှုပ်ရှုပ်ကတော့ဘလို့ပဲကြုံကြုံတော်လန်ရင်ခီးချမ်းကိုဆက်ပြီးခီးနေနေသေးပါ။ရှေ့ဆက်ပြီးစကားစအောင်ပဲတော်လန်မယ်။စထားပြီပဲ။ဘလောက်ပဲကြာကြာအဆုံးတက်အောင် လောရမှာပေါ်လို့သူကဆိုလိုက်ပါသေးတယ်။